ားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဂျိုရှူအဗန်ကိုရှုံးနေပြီး UFC နဲ့လမ်းခွဲလိုက်ရတဲ့ကာဇာစတန်နောက်ဖိုင်တာကြီးတုံးရဲ့အကြောင်းရှုံးကျိဆက်ချန်နဲ့ဆိုပြီးဂျိုရှူအဗန်ကိုစိန်ခေါ်နေတဲ့ဖိုင်တာတုံးရဲ့အကြောင်း UFC ကိုရောက်တော့ပြီလို့သတင်းထွက်နေတဲ့ Michael Page ရဲ့အကြောင်းလို့ကိုတင်ဆက်ပေးမှာဖြစ်ပါတယ် UFC မှာထိုးတက်နေတဲ့ကာဇာစတန်နောက်ဖိုင်တာစာကဇူမာဂူလိုဟာ UFC နဲ့စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက်နောက်ထပ်စာချုပ်သက်တမ်းမတူတော့ဘဲအဖွဲ့အစည်းနဲ့လမ်းကွဲသွားပြီဖြစ်ပါတယ် သူအနေနဲ့နောက်ဆုံးကစားတဲ့ပွဲစဉ်ကတော့ UFC on ABC 5ပွဲစဉ်ဖြစ်ပြီးအဲ့ဒီပွဲမှာ Chen Fighter Joshua Van ကိုတိုင်ဆုံးပြတ်ချက်နဲ့ရှုံးနေခဲ့ပါတယ်။ Zuma Gu လို့ဟာ UFC မှာစုစုပေါင်း9ပွဲကစားခဲ့ပြီးတပွဲသာနိုင်ပွဲရာက6ပွဲအထိရှုံးနေခဲ့ပြီးရလတ်မကောင်းတာကြောင့်ခုလိုနှံ့ခွဲခဲ့ရတာပါ။ UFC ကိုမရောက်ခင်က Zuma Gu လို့ဟာ Rashad Chesai ဖွဲ့စည်းဖြစ်တဲ့ Finite Global ဆိုတဲ့အဖွဲ့အစည်းမှာကစားခဲ့ပါတယ်။ အဲ့ဒီအဖွဲ့အစည်းမှာကစားတော့ကသူဟာစုစုပေါင်း16ပွဲကစားရမှာ73ပွဲအထိနိုင်ပြီး3ပွဲသာရှုံးနေခဲ့လို့ရလက်ကောင်းတဲ့ fighter တယောက်လို့ဆိုရမှာပါ final global မှာတူနိုင်ခဲ့တဲ့ fighter တွေထဲကမှာ Targa Lanvi Ko နဲ့ထိုင်ဆန်နန်တို့ကနံပါတ်ရောက် fighter တွေဖြစ်ပါတယ်။ final global ADA မှာ Lanvi Ko ကိုအနိုင်ရပြီး flyweight champion အထိဖြစ်ခဲ့ပါတယ်။ဒီလိုရလက်ကောင်းမှတ်တမ်းကောင်းတွေကြောင့်ပဲ UFC ကစာချုပ်ချုပ်ခဲ့တာပါ။ သူဟာ2020မှာ UFC နဲ့စာချုပ်ချုပ်ခဲ့ပြီး2020ဇူလိုင်မှာကျင်းပတဲ့ UFC 251မှာပါဝင်ကစားခဲ့ပါတယ်။ထိုပွဲစဉ်မှာသူ့ရဲ့ပြိုင်ဘက်ကတော့ Brunian Paver ဖြစ်ပြီးထိုပွဲစဉ်မှာ Zuma Gulo ကစွန်းဆောင်ရေးကောင်းခဲ့ပေမယ့်အငင်းပွားပွဲတိုင်ဆုံးပြချမ်းနဲ့ Brunian Paver ကအနိုင်ရခဲ့ပါတယ်။ပွဲပြီးမှာတော့သုံးသက်သူတော်တော်များများက Zuma Gulo အနိုင်နဲ့ထိုက်တန်တဲ့ပွဲလို့ပြောဆိုနေခဲ့ကြပါတယ်။ သူရဲ့ UFC ဒုတိယမြောက်ပွဲစဉ်ကိုတော့2021ဇန်နဝါရီမှာကျင်းပတဲ့ UFC 257မှာအမီရအပီစီနဲ့ကစားခဲ့ရတာပါထုတ်ပွဲမှာတော့အပီစီကအသားနဲ့ကစားနိုင်ခဲ့လို့ဒိုင်၃ရောင်းလုံးအပီစီကိုအနိုင်ပေးခဲ့ပါတယ်။တတိယပွဲကိုတော့2021ဇူလိုင်မှာတက်ကစားပြီးပြိုင်ဘက်ဖိုင်တာဂျီရိုမီရီဗီရာကိုပထမအချိန်မှာပဲချုပ်ကွမ်းနဲ့အနိုင်ရခဲ့တာပါ။ UFC မှာ၃ပွဲမြောက်ကစားပြီးမှဇူမာကူလိုနိုင်ပွဲရတာဖြစ်ပါတယ်။ 2021ဒီဇင်ဘာမှာဇူမာဂူလောဟာမာနယ်ကိတ်ကိုပထမအချိန်မှာအလဲထိုးနဲ့ရှုံးနေပြီးဂျမိုလီနော ချောင်းကျွန်းစင်တို့ကိုလည်းဆက်တိုက်ရှုံးနေကြတာကြောင့်သုံးပွဲဆက်ရှုံးပွဲကြုံတွေ့ခဲ့ရပါတယ်။ရှုံးပွဲဆက်နေတဲ့ဇူမာဂူလော့ကို UFC က Philip Van Nett ကိုပွဲတည်ပေးခဲ့ပါတယ်။ Philip Van ကတော့ပွဲထိုးကန်ဒီကြောင့်မှကျန်းမာရေးကိစ္စကြောင့်ပွဲစဉ်ကနှုတ်ထွက်သွားခဲ့တာကြောင့် Joshua Van ကို UFC ကအခွင့်အရေးပေးပြီးဇူမာဂူလော့နဲ့ပွဲတည်ပေးလိုက်တာပါ။ Joshua Van ကတော့ Fury FC မှာရလာကောင်းလို့ Dana White Contender Series မှာထိုးခွင့်ရထားတာပါ။ဒါပေမဲ့အရေးပေါ်ကစားသမားလိုအပ်တာကြောင့် UFC မှာတက်ထိုးခွင့်ရခဲ့ပါတယ်။ဇူမာဂူလော့ဟာအသက်34နှစ်ရှိပြီဖြစ် ်ပြီးဂျိုရှူအဗန်ကတော့အသက်22တာရှိသေးတာပါထိုးတတ်တဲ့အခါမှာလေဂျိုရှူအဗန်ကလက်ရည်အတားနဲ့ထိုးနိုင်ခဲ့လို့ဒီပွဲပြီးတိုင်ဆုံးပြကြမှာလေဂျိုရှူအဗန်ပဲနိုင်ပွဲရပြီးဇူမာဂူလောကတော့ UFC မှာနောက်ဆုံး၄ဝက်ဆက်ရှုံးနေမှတ်တမ်းဝင်တော့ပါတယ်အခုလိုရလာမကောင်းတာကြောင့် UFC ကဇူမာဂူလောကိုစာချုပ်တက်တမ်းကုန်ဆုံးချိန်မှာတက်တမ်းမတိုးတော့ဘူးလို့2023ခုနှစ်ဇူလိုင်23မှာထုတ်ပြန်လိုက်ပါတယ်တချို့သတင်းတွေအရလေဇူမာဂူလောကိုယ်တိုင်ကစာချုပ်တက်တမ်းမတိုးတော့တာလို့လည်းဆိုကြပါတယ် လက်ရှိမှာတော့ဇူမာဂူလို UFC နဲ့လမ်းခွဲတာကဂျိုရှူအာဗန်ကြောင့်ဆိုပြီးကာဇက်စတန်နိုင်ငံသားတွေကမကြည်မနက်ဖြစ်နေကြပါတယ်။ဂျိုရှူအာဗန်ကိုလူမှုကွန်ရက်စာမျက်နှာတွေထပ်မဝေဖန်ကြရင်ပွဲတွေလည်းဖြစ်နေပါတယ်။ဆလာပြီးတော့ဂျိုရှူအာဗန်ကိုစင်ကွန်ထားတဲ့ဖိုက်တာတအုပ်အကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဇူမာဂူလို့လမ်းခွဲရတာနဲ့ပတ်သက်ပြီးမကြေမနက်ဖြစ်နေတဲ့ကာဇက်စတန်နောက်ဖိုက်တာတအုပ်ရှိနေပါတယ်။သူကလည်းလက်ရှိ UFC ရဲ့ Flyweight တန်းမှာထိုးတန်းနေတဲ့ Azad Maksan ဆိုသူဖြစ်ပါတယ်။ အဇက်ကသူ့ရဲ့တနင်္ဂနွေနေ့ရောက်ဖိုက်တာကြီးဇူမာဂူလောအတွက်ဂျော်ရှူအော်ဗန်ကိုရှုံးကျွေးဆက်ချနေတာဖြစ်ပါတယ်။အဇက်အားဆိုရင်လည်းဖိုက်တာချန်ကြီးတဦးပဲဖြစ်ပါတယ်။အသက်28ရှိပြီဖြစ်ပြီးအဇဟာခြေစောက်ပွဲပေါင်း18ပွဲ ထိုးတက်ထားပြီးလုံးဝရှုံးပွဲမရှိသေးတာဖြစ်ပါတယ်။အဇဟာ Octagon Promotion, Brave CF စားတဲ့အဖွဲ့အစည်းတွေမှာပွဲချံပြောခဲ့တဲ့ fighter တအုပ်ဖြစ်ပါတယ်။နိုင်ပွဲ18ပွဲမှာ9ပွဲကိုလဲထိုးထားပြီး9ပွဲကိုချုပ်ကွဲနဲ့နိုင်ယူပြထားပါတယ်။ဒါကြောင့် well rounded ဖြစ်တဲ့ fighter တအုပ်လို့ပြောလို့ရပါတယ်။အစအဆုံးရင်လေ UFC ကိုရောက်တော့မကြသေးပါဘူးဒီလထဲမှာပဲပွဲဥထွက်ထားခဲ့တာဖြစ်ပါတယ်ပွဲဥထွက်အဖြစ် UFC on ESPN ပြိုင်ပွဲမှာ Tyson Nam နဲ့ထိုးတက်ခဲ့ရပါတယ် အပွဲမှာလည်းအဇက်ကအငင်းပွားပွဲရာအမှတ် split decision နဲ့အနိုင်ရထားပါတယ်။ပွဲဥထွက်ထားပုံက Joshua Van နဲ့တောင်ဆင်တူနေခဲ့ပါတယ်။ထိုင်းဆန်နန်နဲ့ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာအဇက်ကကျွန်တော်ပွဲမြန်မြန်ပြန်ထိုးချင်ပါတယ်။ ီကိုပွဲထုတ်ဖို့လာတာပါကျွန်တော်ကငယ်သေးတလို့နိုင်ပွဲစာလောင်နေပါတယ် UFC ဖွဲ့စည်းကပွဲပေးတာနဲ့ချက်ချင်းပြန်တော့မယ်ဂျိုရှူဝါဘန်ကကျွန်တော်တို့နိုင်ငံတော်ဇာဂတ်ဇူမာဂူနော့ကိုနိုင်တော့တယ်ကျွန်တော်ဘက်ကရှုံးကျွေးဆက်ချင်တယ်နောက်ပွဲတည်ပြီးရင်ဝေကောင်းဖြစ်မှာပါလို့ပြောပြီးဂျိုရှူဝါဘန်ကိုစိန်ခေါ်သွားခဲ့တာဖြစ်ပါတယ် ဂျိုရှွာဝမ်ကလည်းအဇက်ပြစိန်ခေါ်မှုကိုလက်ခံထားပါတယ်။နောက်ထပ်ကာဇက်စတန်သောအုပ်ကိုကင်းစားပြမယ်ဆိုတဲ့ပုံစံနဲ့တုံ့ပြန်ထားတာဖြစ်ပါတယ်။လက်ရှိမှာတော့ဂျိုရှွာဝမ်နဲ့ကာဇက်စတန်သားတွေလူမှုကွန်ရက်မှာပွဲဆိုနေပါတယ်။ပွဲပြင်လာရင်လည်းစိတ်ဝင်စားဖို့ကောင်းပါပါဆက်လက်ပြီးတော့ UFC ကိုရောက်သွားပြီလို့တတင်းတွေထွက်နေတဲ့ Michael Page ရဲ့အကြောင်းကိုတင်ဆက်ပေးပါမယ် Michael Page ဆိုတာကတော့ Bellator အဖွဲ့အစည်းရဲ့ Welterweight တန်းမှာထိုးသားခဲ့တဲ့ Fighter တအုပ်ဖြစ်ပါတယ် Page က ဖြောပြမှုစံတဲ့သူ့ရဲ့ကစားပုံကြောင့်နာမည်ကြီးပါတယ်။ကွင်းထဲမှာအလုတ်ရွာလေးကစားတတ်တယ်လို့တခါတလေမှာတန်စာကားထဲမှာကနေတလို့တော့ထင်ရပါတယ်။ဒီကစားပုံနဲ့လှုပ်ပြနေပြီးဘယ်လက်တာဝဲတာဝိတ်တန်းရဲ့ခေါင်းပိုင်းဖိုက်တာတူအနေနဲ့ရွတ်တည်နိုင်ခဲ့ပါတယ်။ကစားပုံထူဆန်းရောက်လာမှာကသူဟာထူဆန်းတဲ့အောင်ပွဲခံမှုတွေလည်းပြုလုပ်လို့ရှိပါတယ်။မာဗယ်ရဲ့ feeling တာနုပုံစံအောင်ပွဲခံတာတွေပိုကီမွန်ပုံစံအောင်ပွဲခံတာတွေအပြင်ကာကွက်တွင်လည်းပါအောင်ပွဲခံလေးရှိပါတယ်။ သူရဲ့ပုံစံကပြိတက်တွေအတွက်ဖြောပြမှုပေးနိုင်ပြီးတော့တခါတလေရေးဖို့လည်းကောင်းပါလေ။ဒါပေမဲ့လည်းပြိုင်ပွဲအတွက်ကတော့မလီမဆော့လို့တလို့ဖြစ်နေပါဗျ။မကြသေးခင်ကပဲမိုက်ကယ်ပေးရှော့ဘယ်လက်တာဖွဲ့စည်းနေစာချုပ်တက်တန်ကုံဆုံးသွားခဲ့ပါဗျ။သူဟာဘယ်လက်တာနဲ့စာချုပ်တက်တန်မချုပ်ပဲလမ်းခွဲဖြစ်ခဲ့ကြပါဗျ။လက်ရှိမှာတော့ဘယ်လက်တာနဲ့လမ်းခွဲထားတဲ့မိုက်ကယ်ပေးရှော့က UFC နဲ့လက်တွဲလိုက်ပြီးဆိုတဲ့သတင်းတွေထွက်လာခဲ့ပါဗျ။ တရားဝင်အတည်ပြုချက်တော့ထွက်မလာသေးပါဘူး။ Michael Page လက်ရှိမှာတော့အသက်36ရှိနေပြီဖြစ်ပါတယ်။ဒါကြောင့် UFC ကိုရောက်လာရင်လည်းအများကြီးညှော်လင့်လို့မရတဲ့လို့ UFC က fighter တွေကိုလည်းကြိုးဖို့မလွယ်ပါဘူး။ဒါပေမဲ့သူရဲ့ဖြောပြမှုစံတဲ့ကစားပုံကိုတော့ပရိသတ်တွေခန်းစားကြည့်ရှုရမှာပါ Michael Page MMA ပွဲပေါင်း23ပွဲထိုးသတ်ထားရမှာ22ပွဲနိုင်ပြီး2ပွဲသာရှုံးနိမ့်ထားပါတယ်နိုင်တဲ့ပွဲတွေမှာဆိုရင်လည်း23ပွဲအထိအလဲထိုးနဲ့အနိုင်ရတာဖြစ်ပါတယ် ဒါကြောင့် striking စွမ်းရည်မြန်မာတဲ့ fighter တအုပ်လို့လည်းပြောလို့ရပါတယ်။လက်ရှိမှာတော့ Michael Page ကဘလာလက်သည့်ပေါ်ဆန်ပွဲတွေကျင်းပတဲ့ BKFC ကိုတောင်းမယ်လို့လည်းသတင်းတွေထွက်နေပါတယ်။ဘယ်ကိုအမှန်တကယ်တောင်းမလဲဆိုတော့ကတော့ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။နောက်ဆုံးရရှိထားတဲ့ MMA သတင်းအကြောင်းအရာတွေကိုစူးစီးတင်ဆက်ပေးတာဖြစ်ပါတယ်။အဆုံးထိကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်မယ့်ဗီဒီယိုတွေမှာပြန်ဆောင်ကြပါမယ်ခင်ဗျာ။